အာဟာတကယ်ချင်းပိုက်ဖြစ်သွားလဲရင်မက်ဒီပါရအောင်သွားရဲ့ဆိုလို့ရှိရင်နည်းနည်းလေးအနာယူလိုက်လေဟာမင်းကြီးကတော့အောင်သွားတယ်လို့ပဲလှူရှားနေမဒီနာစစ်ခွင့်နဲ့အောင်ဒီနာဟာရှင်ဘက်နားနေရှင်နာလေးတွေရှင်နာနေရအဲ့ဆိုရင်တော့ဒေချာဆန်းကြည့်အောင်နော်ဒါအဲ့နာမှာအလုံးအကျိတ်ရှိရဲ့ဆိုလို့ရှင်ရှင်နာခင်စာဖြစ်နေလိမ့်မယ်ကွာဟာမင်းလာနောက်နေရှင်နာခင်စာတော့ main လေးမှာဖြစ်တာကွာယောက်ျားလေးဖြစ်စရာဟိရောက်ရဲ့ငါမနောက်ပါဘူးတကယ်ပြောတာကွာရှင်နာခင်စာဆိုတာယောက်ျားလေးမှာလည်းဖြစ်နိုင်တယ်အဲဖြစ်နိုင်ရင်နည်းနည်းလေးရပဲရှိရဲကွာ ရှင်သားခင်စာရောက်လိမ့်မယ်ကတည်းကဒါပေါ့ဘလို့ဖြစ်တာလဲမင်းကလေးနဲ့ပြီးပါလားအဲ့တော့ရှင်သားခင်စာဆိုတာရောက်သားလေးရင်မှာဘလို့ဖြစ်တယ်ပြီးတော့မင်းကလေးနဲ့အတူတူပဲလားဖြစ်နိုင်ရေးရပါလေအဲ့ဒီအကုန်လုံးဆရာပြောတဲ့နှောင်းကြည့်လိုက်မလားကျွန်တော်ခုဆွေးနွေးမယ့်အကြောင်းအရာကတော့အမျိုးသားတွေမှာရောအမျိုးသမီးတွေလိုမျိုးပဲရင်သားကင်ဆာဖြစ်နိုင်လားဒီအကြောင်းအရာဆွေးနွေးပေးမှာဖြစ်ပါတယ်။ရင်သားကင်ဆာ အမျိုးသမီးတွေနဲ့မဟုတ်ဘဲနဲ့အမျိုးသမီးသားတွေမှာလည်းဖြစ်နိုင်တယ်ဆိုတော့အာကိုကျွန်တော်တွေ့ရှိရပါတယ်။ဒါပေမဲ့အမျိုးသမီးတွေမှာတဲ့ဆိုင်ရင် တွေ့ရတာပိုပြီးတော့နည်းပါတယ်။များသောအားဖြင့်အသက်အရွယ်ကြီးရင်တဲ့အမျိုးသားတွေမှာတွေ့ရတာပိုပြီးတော့များပါတယ်။ပြီးတော့ရေဘူးအားဖြင့်တော့ရင်သားကန်ဆာဖြစ်တဲ့အမျိုးသားတွေဟာရင်သားကန်ဆာဖြစ်တဲ့အမျိုးသမီးတွေနဲ့ဆိုင်ရင်အသက်ပိုကြီးတာတွေ့ရှိရပါတယ်။ကျွန်တော်ခုဆက်လက်ဆွေးနွေးမှာတော့ risk factors ဖြစ်နိုင်စေတဲ့အကြောင်းရင်းတွေကိုဆွေးနွေးပြီးမှဖြစ်ပါတယ်။ ရင်မက်နေရာကိုဓာတ်ကင်ခြင်းခံရဘူးတဲ့လူတွေမှာပိုပြီးတော့ဖြစ်နိုင်ပါတယ်ပြီးတော့ family history လို့ခေါ်တဲ့မိသားစုအဖော်အနေနဲ့မှာဒီလိုမျိုးရင်သားကင်ဆာဖြစ်တဲ့လူတွေမှာပိုပြီးတော့တွေ့ရနိုင်ပါတယ်ပြီးတော့ estrogen လို့ခေါ်တဲ့မဟော်မုန်းတဲ့ပမာဏလိုအပ်တာတဲ့ပိုပြီးတော့များနေတဲ့မျိုးသားတွေမှာတွေ့ရနိုင်ပါတယ်ပြီးတော့မွေးရပါပုံမှန်မဟုတ်တဲ့ DNA ပျက်စီးယွင်းမှုကြောင့်ဖြစ်လာတဲ့အုပ်စုတွေမှာလည်းတွေ့ရနိုင်ပါတယ်ဒီလိုအုပ်စုတွေမှာတော့ရှိတဲ့အမျိုးသားတွေကပုံမှန်ထက်အရက်နဲ့ပိုပြီးတော့ရှေ့မယ်ပြီးတော့ပခုံးရဲ့အကျဲကခါရဲ့ နဲ့ပို့ပြီးတော့ကျင်းနေမယ်ပြီးတော့ရှင်သားတွေကြီးတဲ့ပုံစံမျိုးရှိမယ်ပြီးတော့သူ့မှာတုပ်ပိုးပမာဏနှဲမယ်ဒါမှမဟုတ်လုံးဝမရှိတာမျိုးဖြစ်နိုင်တယ်ဒီအတွက်ကြောင့်သူကသားသမီးမရတာမြုံနေတာမျိုးလည်းဖြစ်နိုင်တယ်ပြီးတော့တကယ်လို့အဲဲမှာယောဂဝေဒနာရှိတဲ့အမျိုးသားတွေဆိုရင်လည်းအစ်စထရိုဂျင်လို့ခေါ်တဲ့မဟော်မုန်းဓာတ်တွေကိုဖျက်ဆီးပေးဖို့အားနည်းမယ်ဒါကြောင့်ဒီလိုမျိုးအမျိုးသားတွေမှာလည်းအဲဲယောဂရှိတဲ့အမျိုးသားတွေမှာလည်းဒီလိုမျိုး ကျင်းသားကန်ဆာမျိုးဖြစ်နိုင်တယ်လို့တွေ့ရှိရပါတယ်။ဆင်းကျော်လည်းဘာလုံးကြိမ်မှမရှိဘူး။ဘာလုံးကြိမ်မှမရှိဘူးဆိုရင်တော့ကောင်းတော့ဘောကွာ။ဒါပေမဲ့ခုနကပြောသလိုပဲကိုယ့်ရဲ့ခန္ဓာကိုယ်မှာမူမမှန်တဲ့လက္ခဏာရှိလာမယ်ဆိုလို့ရှိရင်တော့အများဆုံးဆရာဝန်စီသွားပြီးတော့ဒီယောဂါလက္ခဏာကိုဆန်းသက်တင်တယ်။အဲဘာဖြစ်လို့လဲဆိုတော့တကယ်လို့ကိုယ်မှာရှိနေတာကိုယ်မသိလိုက်ဘဲနဲ့အချိန်လေးဆိုတော့မှသိမယ်ဆိုရင်ယောဂါဆိုတာပိုကူကခက်တတယ်ကွာ။ပရတချာ investigation နဲ့စစ်ဆေးမှုတွေပါပြီလို့လဲဆိုရင် mammogram ရိုက်တာမျိုးတွေ ultrasound လို့ခေါ်တဲ့ television ဓာတ်မှန်ရိုက်တာမျိုးတွေ magnetic resonance imaging လို့ခေါ်တဲ့ MRI ရိုက်တာမျိုးတွေပြီးတော့အလုံးကနေပြီးတော့ဖြစ်ပေါ်တဲ့အလုံးကျက်ကနေပြီးတော့ biopsy ယူတာမျိုးတွေ blood test လို့ခေါ်တဲ့တွင်းနဲ့ပတ်သက်တဲ့စစ်ဆေးမှုတွေပြုလုပ်တာမျိုးတွေ liver function test လို့ခေါ်တဲ့အသည်းလုပ်ငန်းဆောင်တာတွေကောင်းမကောင်းအသည်းလုပ်ငန်းဆောင်တာတွေကောင်းစွာပြုလုပ်နိုင်ခြင်းရှိမရှိဒါမျိုးစစ်ဆေးတာမျိုးတွေ pro CT scan ရိုက်တာမျိုးတွေဒါမျိုးတွေပြုလုပ်ပေးခြင်းအပြင် ဒီလိုမျိုးဒုတိယမှာ breast cancer ရှိမှရှိသိပေးနိုင်ပါတယ်ပြီးတော့ chemotherapy လို့ခေါ်တဲ့ဆေးပေးပြီးတော့ကုသရမျိုးတွေရှိမယ်ပြီးတော့ hormonal replacement therapy လို့ခေါ်တဲ့ hormone ပေးပြီးတော့ကုသရမျိုးတွေရှိမယ်ပြီးတော့ targeted therapy လို့ခေါ်တဲ့ cancer cell တွေကိုရွေးချယ်ပြီးတော့ကုသပေးတဲ့နည်းတွေရှိမယ်ပြီးတော့ဒီလိုမျိုးနည်းမျိုးစုံရှိပါတယ်ဒီခါမှာကျွန်တော်တို့ကဖြစ်ပေါ်လာတဲ့ယောဂလက္ခဏာတွေပြီးတော့သူရောက်ရှိနေတဲ့ယောဂအဆင့်တွေပြီးတော့ဖြစ်ပေါ်တဲ့ယောဂအမျိုးအစားတွေဒီပေါ်မူတည်ပြီးတော့ကုသတဲ့ ပုံစံတွေကုသတဲ့နည်းစနစ်တွေပေါ်ပြချမ်းသာတော့တွေ့ရှိရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ဆွေးနွေးခဲ့တဲ့မျိုးစုံသားတွေမှာဖြစ်နိုင်တဲ့ရင်သားကန်ဆာအကြောင်းသိရှိမယ်။သူရဲ့ risk factor တွေဘာကြောင့်ဖြစ်နိုင်ဆိုတာသိရှိမယ်။ဘယ်ဘက်ကမှဆရာဝန်နဲ့ပြသရမလဲဒီခါမှဆရာဝန်တွေကနေပြီးတော့ဘယ်လို investigation တွေစမ်းသပ်မှုတွေပြုလုပ်မလဲဘယ်လို treatment တွေပြုလုပ်မလဲဆိုတာသိရှိမှဆိုရင်ဒီအကြောင်းအရာကိုတစ်စိတ်တစ်စောင်းသိရှိပြီးလို့ယူဆပါရခင်ဗျာ။ ကောင်းတာပေါ်တင်ခြင်းအခုနငါပြောခဲ့သလိုပဲတကယ်တကယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာမူမမှန်တဲ့ယောဂလက္ခဏာတခုတွေ့ခဲ့ပြီဆိုလို့ရှိရင်ဆရာဝန်သွားပြလိုက်ဆရာဝန်ကနေပြီးတော့အကောင်းဆုံးဖြေရှင်းပေးလိမ့်မယ်ဟုတ်တယ်မလား ပရိသတ်များခင်ဗျာဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော် health fit အစီအစဉ်နေပြီးတော့ main ကလေးတွေတာမကယောက်ျားလေးတွေမှာဖြစ်တတ်တဲ့ရင်သားကင်ဆာအကြောင်းပြပြပေးကြရပဲဖြစ်ပါတယ်။အဲ့တော့ဒီယောဂါအကြောင်းကောင်းကောင်းသိပြီးတော့ကျွန်တော်ဘယ်လိုကာကွယ်ရမလဲဘယ်လိုကုသရမလဲဘယ်လိုအချက်တွေကို solution တော့ရှောင်ရှားရမလဲဆိုတာတွေကိုပရိသတ်များအနေနဲ့ကြားမရဆိုင်ရာဘုဒ္ဓတရားတွေတွောသားလိမ့်မယ်လို့ယူဆပါတယ်ခင်ဗျာ။ RPG ပရိသတ်များအားလုံးလည်းကျေးဇူးတစ်ချက်ပဲတင်ရှိပါတယ်ခင်ဗျာ။ကျွန်တော်မနေ့ဖြန်ပြန်လာခဲ့ပါမယ်။ဒီနေ့ပရိသတ်များအားလုံးပဲတဒါ